အားလုံးမင်္ဂလာပါခင်ဗျာဒီနေ့19ရက်ကျောင်းလ2025ရက်နေ့မင်္ဂလာညချမ်းမှာစစ်သည်အနေအားဖြင့်ပဲခူးတိုင်းဒေသကြီးတောင်ငူနဲ့ဆက်ဆက်တဲ့စစ်သည်လေးတွေနဲ့စတင်လိုက်ကြရအောင်ဗျာဇွန်လ19ရက်နေ့နေ့လယ်ပိုင်းအချိန်ကတောင်ငူမြို့နယ်စိတ်မြောင်ရွာမှာအကြမ်းဖက်မရမများမိလာရှုံနေကြောင်းဒေသခံပြည်သူများရဲ့သတင်းပေးပို့ချက်အရနေမြေကန်တပ်မတော်စစ်ကြောင်းများကဝင်ရောက်ရှင်းလင်းတဲ့အခါမှာအကြမ်းဖက်မရ60ဦးခန့်တို့နဲ့ ထိတွေ့တိုက်ပွဲ၃ချိန်ဖြစ်ပွားခဲ့ပါတယ်။ဖြစ်စဉ်အတွင်းမှာရန်သူဟာစုခွာထွက်ပြေးသွားခဲ့ပြီးမိမိဘက်ကစစ်သည်နှုတ်ဒဏ်ရာအနည်းငယ်ရရှိပြီးအကျိုးအမြတ်ရလဒ်နေရာဖြင့်ရန်သူဒဏ်ကအကြမ်းဖက်ဗရက်ရှင်လောင်း M7 တနက်တလက်လုံတနက်၃လက်ကြီးအိမ်6ခုကြီးမျိုးစုံ135ရောင်း60ဘုံသီး၅လုံးနဲ့မိုင်းမျိုးစုံ၅လုံးတို့ကိုသိမ်းပိုက်ရရှိခဲ့ကြောင်းပါခင်ဗျ။ဟုတ်ကဲ့နောက်ထပ်တင်ပြခြင်းတဲ့သတင်းလေးကတော့ဖာကန်ဒေတာနဲ့ဆက်ဆက်နေတဲ့သတင်းလေးပါ။ ဇွန်လ16ရက်နေ့ညနေပိုင်းအချိန်တုန်းကဘာကံမြို့နယ်မော်ဝမ်းကလေးဧရိယာတွင်မှမြမတက်မတော်နဲ့စစ်သွေးကြကေရအေးဗရက်တို့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။မြမတက်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်များကဘာကံဧရိယာနီးမှာရှိနေတဲ့စစ်သွေးကြကေရအေးနဲ့ဗရက်အဖွဲ့များကို လိုက်လံရှင်းလင်းလျက်ရှိရမှာတော့ဘာကံမော်ဇာစီဘက်မှလည်းတိုက်ပွဲများ ပြင်းထန်ဖြစ်ပွားလျက်ရှိကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာ။ ဟုတ်ကဲ့နောက်ထပ်တင်ပြပေးခြင်းတဲ့သတင်းလေးကတော့အေယံဝရီတိုင်းနဲ့ရခိုင်ဒေသအဆက်ဆက်နဲ့ပတ်သက်နေတဲ့သတင်းလေးပါ။အေယံဝရီတိုင်းဒေသကြီးအတွင်းကိုဝင်ရောက်လှုပ်ရှားလျက်ရှိနေတဲ့အေအကျန်းဖက်အပွဲများနဲ့ဗရက်အပွဲများကိုမြမတက်မတော်ကရှင်းလင်းလျက်ရှိနေတဲ့အခါမှာတော့ပသိမ်ဘုံရွာလမ်းမကြီးရဲ့ဘက်လေးမျက်နှာမှာတော့ပြစ်ခတ်တန်းတွေစူညံပွက်အလောရိုက်နေပြီးတော့ငုံုံမြင့်အနောက်ဘက်ကနေပြီးတော့အရှိဘက်ကိုစစ်ချောင်ပြည်သူတွေ ရောက်လာနေဆက်ဖြစ်ပါတယ်။ဒါအပြင် ရန်သူဘက်ကဒရုန်းနဲ့ဘုံဒီလေးလုံးလာချတာကြောင့်ရေဖြူကို တလုံးကျပြီးတော့အပြင်းမဲ့ပြည်သူများထိခိုက်ဒဏ်ရာရရှိကဘုံတော်ကြီးတစ်ပိုင်းခြေတော့ကိုလည်းထိမှန်ခဲ့ကြောင်းည10နာရီအချိန်ကမှတော့မိုးရီတားယွာနေတာကြောင့်ပသိမုံရွာလမ်းအနောက်ဘက်ကနေပြီးဂျိုချာဂျိုချာလက်နက်သံများကြားနေရဆဲဖြစ်ပြီးဒါပေမဲ့လည်းငုံမြင့်ရဲ့ရှစ်ပကြမ်းဒေသများကို အနောက်ဘက်ချမ်းဒေသများကဒေသခံပြည်သူများစစ်ရှောင်လာကြရပြီးတော့မောင်မောင်မြေအနောက်ဘက်ချမ်းမှာဖွင့်လှစ်နေတဲ့ကြောင်းကြိုလဲပိတ်လိုက်ရပါပြီကြားကရွာသည်သူုံစကန်အနီးကျေးရွာများ လောကဒါစိန်တောင် စိန်ပေါင်အောက်စုမိုးကုတ်ရေပြူကျေးရွာသားများကဒီနေ့ပဲစတင်ပြီးတော့စစ်ရှောင်ပြည်သူတွေဘဝကို ရောက်ခဲ့ရပါပြီ ရေပြူမှာတော့မြမတက်မတော်လုံချုံရင်တပ်ဖွဲ့ဝင်များနဲ့ရဲတပ်ဖွဲ့များစုဖွဲ့နေပြီးတော့ အမြောက်တဲ့သုံးလေးလေးဘက်ကနေပြီးတော့ညနေတဲ့ကပြစ်ခတ်နေတဲ့ပြစ်ခတ်သံများဟာအခုတော့ငြိမ်သွားပြီဖြစ်ကြောင်းတင်ပြပေးလိုက်ရပါတယ်ခင်ဗျာ AOD တိုင်းရဲ့ဆက်ဆက်နေတဲ့သတင်းလေးကိုဆက်လက်တင်ပြရရင်ယနေ့မနေ့ပိုင်းမှာပဲဝိုင်တွန်းတဲ့ဘုံဒီ35လုံးကိုရှမ်းကွင်းပန်းတင်ကညင်ကုန်းချင်းကုန်းကိုလာရောက်ပြီးတော့မြမတက်မတော်ဝိုင်တွဲဖိုင်တာများလာရောက်ကျဲချသွားကြောင်းနဲ့အောင်စံကွင်းဘက်မှာတော့ဗရက်တင်တဲ့ကြောင်းရှိတယ်လို့ ဒေသခံပြည်သူများရဲ့သတင်းပေးပို့ချက်အရသိရှိထားရပါတယ်။ဒါအပြင်ချုံတောင်မှာတော့အေအေနဲ့ဗရတ်ရင်ကအနိုင်ဆုံး1500ခန့်ရှိတယ်လို့သိရပါတယ်။ရေပြူရွာဘက်မှာလည်းမတင်ငါစရာလူတွေရောက်ရှိနေကြောင်းတင်ပြပေးလိုက်ရပါတယ်ခင်ဗျာ။ဟုတ်ကဲ့နောက်ထပ်တင်ပြပေးခြင်းတဲ့သတင်းလေးကတော့ရန်ကုန်ပြည်လမ်းနဲ့ဆက်ဆက်နေတဲ့သတင်းလေးပါရန်ကုန်ပြည်လမ်းမင်းလာဘက်မှာတော့ဗရက်တွေကတက်မတော်စကန်တွေကို ဝင်ရောက်တိုက်ခိုက်တဲ့အတွက်ကြောင့်တိုက်ပွဲတွေဖြစ်ပွားလျက်ရှိနေခဲ့ပါတယ်။တိုက်ပွဲဖြစ်ပွားနေတဲ့အချိန်မှာဖြတ်သွားဖြတ်လာလုပ်နေတဲ့ခီးသွားခီးတဲ့ကားတစ်စီးကိုတော့ဗရက်အဖွဲကပြစ်လိုက်တဲ့လက်နဲ့ငကြီးထိမှန်ပြီးတော့အမျိုးသမီး၃ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။ဒါပြင်မင်းလာစစ်ကွင်းတာဆုံဂိတ်စခန်းကိုဇွန်လ16ရက်နေ့ညနေ4နာရီလောက်မှာဗရက်တွေကဝင်ရောက်တိုက်ခိုက်ရာကနေအပြန်အလှန်ပြစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာကြောင့်တိုက်ပွဲအကြမ်းမှာ ခရီးသွားအပြစ်မဲ့မိဘပြည်သူများဒေဆုံးမှုရှိခဲ့တယ်လို့သိရှိရပါတယ်။ယနေ့မှလည်းပဲဇွန်လ18ရက်နေ့မနက်ခင်းအစောပိုင်းအထိလက်နေကြီးပြစ်ခတ်တန်းတချို့ကျန်ရပြီးတော့ထိခိုက်ဒဏ်ရာရသူအချို့ရှိတယ်လို့တင်ပြလိုက်ရပါတယ်ခင်ဗျာ။ဟုတ်ကဲ့အခုနောက်ထပ်တင်ပြခြင်းတဲ့သတင်းလေးကတော့ကိုခိုင်းစောရေးသားတဲ့နောင်ကျိုးတော့ငားမှိုင်ဆိုတဲ့သတင်းလေးပါမိမိတက်ဖွဲ့တွေအားလုံး ကံကြီးနောင်ချိုကြီးကိုကျော်လွန်ခဲ့ပြီးရွှေသွန်းညံတော့သရကုန်းတို့ကိုဆက်လက်သိမ့်ပိုက်ထားခဲ့ပါတယ်။ရန်သူကတပြောင်တည်းရင်မောင်တန်းထားပြီးတော့နောင်ချိုမြို့ကိုသိမ့်ပိုက်ဖို့ရန်အတွက်ရှစ်သူဆက်လက်ကြီးတက်သွားမှာဖြစ်ပါတယ်။မိမိတံမြက23မှန်ယတိဒိုးဖောက်ဝင်ရောက်ရှင်းလင်းပြီးဖြစ်တာကြောင့်နောင်ချိုကို ရောက်ရန်အတွက်9မိုင်ခန့်သာလိုပါတော့တယ်။ နောက်ဆုံးမျိုးတို့ဝင်ရောက်လမ်းမဲ့မိမိတို့တက်မတော်သားများကိုကြိုဆိုမဲ့ဒေသခံများမြို့သူမြို့သားများကလည်းပြင်ဆင်နေကြတယ်လို့သိရှိကြောင်းပါခင်ဗျာဟုတ်ကဲ့နောက်ထပ်တင်ပြပေးခြင်းနဲ့သတင်းဆောင်ပါလေးကတော့ဆီယမ်မိုတီဆွေရန်ကုန်တက္ကသိုလ်ရေးသားတဲ့ကောင်းသွားစေတာကောင်းတယ်ဆိုတဲ့သတင်းဆောင်ပါလေးပဲဖြစ်ပါတယ်ကလေးတွေကိုငယ်စဉ်ကတည်တည်တည်ထိုက်တာတွေသင်မပေးတော့ကြီးလာတော့လှုပ်တဲ့လှုပ်ထိုက်တာတွေမလှုပ်ပဲမလှုပ်တဲ့နာတွေလှုပ်ကြပါတယ် ဂျပန်နိုင်ငံဟီရိုရှိမားမြို့မှာလမ်းပေါ်ကဂျပန်မျိုးသမီးကိုလိန်ပိုင်းဆိုင်ရာနှောက်ယှက်မှုနဲ့အသက်23နှစ်အရွယ်အလုတ်သင်ဗီဇာနဲ့လာတဲ့မြန်မာတယောက် အဖမ်းခံရပါတယ်ဂျပန်နိုင်ငံမှာပဲဇွန်လ15ရက်နေ့ကချီဘာပြည်နယ်နိုရာမြို့မှာမြန်မာအချင်းချင်းအရက်အတူသောပြီးအသက်24နှစ်အရွယ်ကအသက်20အရွယ်ကိုဓာတ်နဲ့ထိုးသတ်လိုက်တယ်အမေရိကန်မှာလည်းမြန်မာတယောက်က အဒူနေအခမ်းမော်ကိုတားနဲ့ထိုးတက်လိုက်တယ်တဲ့မလေးရှားချန်ကက်မြို့မှာလဲအဒူနေမြန်မာအချင်းချင်းသလိုမလေးရှားနေမြန်မာတွေအနေကျုံနေရတယ်လို့ဆိုပါတယ်ချင်းမိုင်မှာအိတ်နေတဲ့ဂျောင်းကိုမဲကရူမြောင်းနဲ့ကန်ချတဲ့အသက်16နှစ်ရှိတဲ့မြန်မာတယောက်အဖမ်းခံရတယ်တဲ့ထိုင်းနိုင်ငံအယုဒ္ဓယာမြို့မှာလူမြင်ကွင်းမှာတော့ဇွန်လ10ရက်နေ့ကဘောင်းဘီချူပြီးမဟုတ်တာလုံနေတဲ့မြန်မာတယောက်ကိုဖမ်းပြီး မြန်မာပြည်ပြန်ဖို့ဖို့လုပ်နေတယ်တဲ့ဟောတန်တန်ရှင်းဝန်ထမ်းကသူ့တန်ရှင်းလုပ်ရမယ့်အခန်းထဲဝင်ပြီးဧည့်သည်စမ်းသောက်သုံးပြုထားတဲ့ပစ္စည်းတွေဗီဒီယိုရိုက်ပြီးအွန်လိုင်းပေါ်တင်အပြစ်ပြောတယ်တဲ့သူ့လုံးကိုသူမလို့ပဲဧည့်သည်ရဲ့ privacy ကိုချိုးဖောက်ပြီးအရှက်ခွက်နေတာတရားစွရင် ခံရပါလိမ့်မယ်အလားတူကိစ္စမျိုးတွေမြန်မာတွေအများအပြားလုပ်ခဲ့ကြသေးတယ် အကြောင်းမျိုးမျိုးကြောင့်သူများနိုင်ငံကိုရောက်သွားကြတဲ့မြန်မာတွေရဲ့ရိုက်ကအံဩစရာတွေဖြစ်နေတယ်။လွဲနေတာတွေကိုတက်မဲ့မပေးဘဲဆက်ချွန်ပေးနေကြတဲ့ကွန်မန့်ပေးနေကြသူတွေလည်းအများကြီးရှိနေပါတယ်။လူငယ်တွေမှမလုံတင်တာကိုလှုပ်တာလားဆိုတော့လဲမဟုတ်ပြန်ပါဘူး။လူကြီးဆိုတဲ့သူတွေက ပိုဆိုးနေပြန်ပါတယ်။မြန်မာနိုင်ငံကိုအေးအေးယူပါဆိုပြီးအိုင်လိုကိုတောင်းဆိုတဲ့ အရင်လိုကရေးယူတော့မြမလုံသမားတွေအလုတ်ပြုတ်ရတော့မယ်။နန်းချီတဲ့လူတွေအခက်ကြုံရတော့မယ်။စီရီယံမလုပ်တဲ့ဝန်ထမ်းကိုနိုင်ငံတော်ပုံငန်မှုလို့သတ်မှတ်မယ်လို့ဆိုပါတယ်။သူတို့ပြောသမျှလိုက်လုပ်ပေးနေတဲ့လက်နက်ကင်တွေကเจ้าဆရာတွေဆရာမတွေကို လုတ်ကြံသလိုဝန်ထမ်းတွေကို အန္တရာယ်ပြုကြတော့မယ်။ဘာအပြစ်မှလုံမထားတဲ့ကိုယ်အလုတ်ကိုလုံနေတဲ့မြန်မာတွေဒုက္ခတွေ့အောင်မြန်မာတွေကပဲဆော်ဩနေတာပါ။ ဖေဘဘုံမှာလဲလူငယ်တွေဆဲညရိုင်းညတာမမြင်ခြင်းမအဆုံးလို့ဖြစ်နေတယ်။ကိုသေးချာနားမလဲတဲ့နိုင်ငံရေးကိစ္စတွေမှာအဆိုးဆုံးမြင်ရပါတယ်။အဲ့လိုဖြစ်နေကြတဲ့သူတွေရဲ့အရွယ်တွေကလူငယ်လူလက်ပိုင်းတွေပြောရရင်မိမတွေကိုယ်တိုင်လူလက်ပိုင်းအရွယ်တွေပါမိမတွေကိုယ်တိုင်ကပူပေါင်းဆောင်ရွက်ဖို့အနစ်နာခံဖို့သီးခံဖို့မယိုင်းဖို့အဆရှိတဲ့ကောင်းစီတဲ့စိတ်သက်ခွန်အားတွေ အားနေပြီးကိုယ်သဘောနဲ့မတွေ့တာနဲ့ အစိုးသာမြင်နေကြတော့လေသားသမီးတွေမစင်မငင်လို့တဲ့သူတွေဖြစ်လာကြပါတယ်မြန်မာတွေအတီရောစိတ်တွေရောနှိမ့်ကြနေပါပြီမဟုတ်တာလို့တာကိုအကောင်းထင်နေကြပါပြီသွန်သင်ဆုံးမမှုအကောင်းမရခဲ့ကြတော့ကိုပြောဆိုဆောင်ရွက်တဲ့လောက်ရတွေကတစ်ဖက်ပြည့်စည်စေဖို့အတွက်သာဖြစ်နေစေပါတယ်မြန်မာတွေသိခါကြပြီး သူများတွေအထင်သေးစေဖို့မြန်မာတွေပဲလုံနေကြတယ် ကိုလိုရက ကောင်းသွားစေအောင်ပံပိုးပေးလိုက်တဲ့သူတွေဖြစ်လာအောင်ပြင်သင့်ပါတယ်မိုတင့်ရန်ကုန်တက္ကသိုလ်ဟုတ်ကဲ့အခုနောက်ဆုံးအနေအဖြစ်ဆရာအောင်နိုင်သူဇွဲကပင်ရေးသားတဲ့ပြည်တွင်လောင်းညံ့မှုခြုံညွှန်းရေးကိုဘလို့ဆောင်ရွက်သင့်တယ်လဲဆိုတဲ့ဆောင်းပါးလေးကို နောက်ဆုံးအနေနဲ့တင်ပြပေးလိုက်ခြင်းပါတယ်ခင်ဗျာလွတ်လပ်ရေးရာပြည်ပြည်တွင်းစေတမိုင်းတရှောက်ခေအဆက်ဆက်အစိုးရတွေရဲ့မူဝါဒကို ပြပါဆိုရင်တောင်းညံ့သူကိုရင်ဆိုင်ထိန်းချုပ်ရေးမူဝါဒပဲ ဆွဲကင်ခဲ့တာတွေ့ရပါတယ်။ဒါကလည်းတိုင်းရင်းသားစီလုံးညီညွတ်ရေးဆိုတဲ့နိုင်ငံတော်မူဝါဒဖြစ်တဲ့ဒုတောင်ဝရေးသုံးပါးခေါင်းစဉ်အောက်ကနေသက်သက်ညာညာကင်တွယ်ခဲ့တဲ့သဘောပါ။ဒါပေမဲ့ဒီကာလမှာဇောင်းထပြီးတော့ဂျိုကြွနေတဲ့လောင်ချမ်းသူတွေကို ကြည်ပြီးတကယ်ရောရင်ဆိုင်ထိန်ချုပ်ရေးမူဝါဒကအလုပ်ဖြစ်ပါတော့မလားဆိုပြီးစဉ်းစားစရာ ဖြစ်လာမိတယ်။ရင်ဆိုင်ထိန်ချုပ်ရေးနဲ့မတန်တော်ဘူးဆိုရင်တော့ အမြင့်ပြည့်ခြင်မုံရေးစီကိုသွားကြရမှာဖြစ်ပါတယ်လိုအပ်ရင်လိုအပ်သလိုပြက်ပြက်သားသားခြင်မုံနိုင်ဖို့အတွက်ကိုနဲ့ဆက်ဆံရေးကောင်းမှုနဲ့နိုင်ငံကြီးတွေစီကနေဖြတ်အားပြင်းလက်နက်တွေကစမ်းလို့အစင်းမြင့်ဤပညာတွေပါမကြံဝဲယူတာမျိုးအကူအညီတောင်းခံတာမျိုးလှုပ်သိရင်လှုပ်ရတော့မလားဆိုတဲ့အတွေ့လဲဝင်လာမိပါတယ်ဒိုင်းမီကိုစင်ရွင်နဲ့တွန်းပို့နေတဲ့ဒီပြည်တွင်းစစ်ကိုမဖြစ်မနေရပ်တန့်နိုင်ဖို့ကတော့ ပြည်တွင်းတောင်းညံ့မှုဂျုံငိမ့်မှုလိုပါတယ်ဒီလိုပြည်တွင်းတောင်းညံ့မှုဂျုံငိမ့်သွားဖို့ဆိုရင်နိုင်ငံရေးဤအရာဆွေးနွေးညှိနှိုင်းပြီးငြိမ်းချမ်းရေးရယူခြင်းနဲ့အမြင့်ပြတ်သွားအောင်စီရေးအရာဂျေမုံတိုက်ခိုက်ခြင်းဆိုတဲ့နီလန်တစ်ခုပဲရှိပါတယ်လက်တလုံးဖြစ်ပေါ်နေတဲ့ပြည်တွင်းတောင်းညံ့မှုဟာစီရေးအရာပြင်းပြင်းထန်ထန်တိုက်ခိုက်ခြင်းမှမရတော့မယ်ဆိုပြီးပညာရှင်အချို့ကလည်းထုတ်ဖော်ပြောကြားလာပြီးဖြစ်ပါတယ်ခေအဆက်ဆက်အစိုးရတိုင်းဟာ စိတ်ရှိခြင်းသီးခံခြင်းခွင့်လွှတ်ခြင်းနားလည်ခြင်းစာနာတနာခြင်းငဲ့ညာထောက်ထားခြင်းဆိုတဲ့လူသားဆံမှုလူသားဆံကိုအခြေခံပြီးတသက်ညာညာကင်တွယ်ခဲ့တာကတော့ညင်မရတဲ့အမှန်တရားပါတမရောကလည်းခေအဆက်ဆက်အစိုးရတွေရဲ့မူဝါဒအောက်ကနေရန်သူကိုရင်ဆိုင်ထိန်းချုပ်ခဲ့တာကလည်းနိုင်ငံရေးအရာ တွေဆုံဆွေးနွေးပြီးညီညာရေးယူနိုင်မလားဆိုတဲ့မျှော်လင့်ချက်နဲ့ပါဒါကိုပဲတောင်းကျမ်းသူအများစုကအမျက်ထုတ်ခဲ့ကြပါတယ် ဤတွင်ငញ្ញရဲ့သမိုင်းကို ပြန်ကြည့်မယ်ဆိုရင်လဲခေအဆက်ဆက်အစိုးရတိုင်းကတော့တွေးဆုံဆွေးနွေးရေးအတွက်အကြိမ်ကြိမ်ကြိုးပမ်းခဲ့ကြတာတွေ့ရပါတယ်ရှင်ရှားတဲ့ငញ្ញရဲ့သမိုင်းတချို့ကိုဖော်ပြရရင်ဒေါ်လာရေးကောင်စီအစိုးရလက်ထက်1963ခုနှစ်ဩဂုတ်လ28ရက်နေ့ကပေါက်ခေါင်းမြို့အဝင်ကျက်တုံးစည်းရမှာငញ្ញရဲ့ဆွေးနွေးဖို့လာရောက်ကြတဲ့ရေဘော်တီရေဘော်အောင်ကြီးဘိုးစည်းရဘိုးစိုးမောင်တို့ပါဝင်တဲ့ မမာပြည်ကွန်မြူနီဘန်ဒီကိုယ်စားလှယ်တွေကိုခန့်လိုက်ရ23မှတပ်မတော်သားတွေနဲ့ဒေသခံပြည်သူတွေကတောင်းတောင်းဖြားဖြားကြိုဆိုခဲ့ပါတယ်။ဒါကိုကြားရတဲ့မြန်မာပြည်သူတွေရဲ့ရင်ထဲမှာအမတန်ကြင်နူးဝမ်းမြောက်ခဲကြရပါတယ်။တကယ်တော့ရဲဘော်ဒီခေါင်းဆောင်နဲ့မမာပြည်ကွန်မြူနီဘန်ဒီကတော်လန်ရေးကောင်စီနဲ့ခုနှစ်ကြိမ်တိုင်တိုင်ဆွေးနွေးခဲ့ပြီးမှအပြေမထွက်လို့ကြောခိုင်းသွားခဲ့ပါတယ်။ဘလို့ပဲဖြစ်ဖြစ်မြန်မာသမိုင်းမှာ ရင်နှင်းစရာသမိုင်းပုံရိပ်တွေကရဲဘော်ထင်းတို့ငြိမ်းချမ်းရေးကိုကြောခိုင်းထွက်ခွာသွားတဲ့ပုံရိပ်တွေကိုအဲ့ဒီခေတ်မဂ္ဂဇင်းဂျာနယ်တွေမှာသူတို့ပြန်ကြလေပြီဆိုတဲ့ဓာတ်ပုံမှတ်တမ်းတွေနဲ့ကြည်ကွန်းထိရှာပွဲရာ ဖော်ပြခဲ့ဘူးပါတယ်အမတန်စိတ်မကောင်းပွဲရာပုံရိပ်တစ်ခုအဖြစ်သမိုင်းမှတ်တမ်းဂျန်ခဲ့ပါတယ်ဒီလိုပါပဲနဝဒအစိုးရခေတ်1992ခုနှစ်ဧပြီလ28ရက်နေ့မှာတနိုင်ငံလုံးအတိုင်းအတာနဲ့အပြစ်ခဲ့ရစေးရေးဂျင်ညာပြီး အပြစ်ခတ်ရက်ခဲ့ကြပါလေငင်းငင်းရဲ့အတွက်အပြစ်ခတ်ရက်ဆဲခဲ့တာဖြစ်ပါတဲ့အဲ့ဒီအချိန်တုန်းကဆိုရင်လေကင်းပြည်နယ်ထဲက GNU ဌာနချုပ်စခန်းကြီးတွေတိုက်နေတဲ့အချိန်မှာအချို့စခန်းတွေဆိုရင်မိမိတို့တက်တွေရန်သူခြံစည်းရိုးတွေရောက်ပြီးကြားထိုးကန်ဒီအချိန်မှာတောင်ဆက်မတိုက်တော့ပဲငင်းငင်းရဲ့ခေါင်းစဉ်အောက်ကနေပြန်ဆုပ်ပေးခဲ့ရဘူးပါတယ်ဦးသိန်းစိန်ခင်မှာလဲသမိုင်းတစ်လျှောက်အမြင့်ဆုံးအောင်မြင်မှုအဖြစ် 2015ခုနှစ်အောက်တိုဘာလ15ရက်နေ့မှာ နိုင်ငံလုံးပြစ်ခတ် တိုက်ခိုက်မှုရစရေးသဘောတူစာချုပ် NCA ကိုအစိုးရနဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြာစာချုပ်ချုပ်ဆိုခဲ့ပါတယ်။ဒါပေမဲ့ငြိမ်းချမ်းရေးကတော့အလုံးမြင်တဲ့အတိုင်းအလန့်ဝေးနေသေးပါ။မမိပါသေးတယ်။လိုင်းစာတကားဝရောက်ပြီးကမှ NCA ထိုးပါမယ်။လိုင်းစာကိုမတိုက်ပါနဲ့ဆိုပြီးနိုင်ငံတော်အကြီးအကဲနဲ့တပ်မတော်အကြီးအကဲထံ ဒီဟန်ရီခေါင်းဆောင်တွေစာရေးပြီးမြစ်တရက်ခံခဲ့လို့လက်ပြန်ခဲ့ရဘူးပါတယ်။တရုတ်ပြည်ဆွေးနွေးပွဲတစ်ခုမှာဒုဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်ကို အမလာကကိုရိုင်းတောင်းမှန်ခဲ့တာတွေကမဝေးသေးတဲ့ကာလတွေမှာဖြစ်ပျက်ခဲ့တာမို့မှတ်တမ်းတွေအဖြစ် သမိုင်းမှာ ရှိနေသေးပါ။ဘယ်သဘုံမှမယုံရလို့ပြည်တွင်းစစ်နဲ့ပတ်သက်ပြီးကိုယ့်ရဲ့လိုလားချက်ကို ပြောပါဆိုရင်ပြည်တွင်းစစ်ကို၅နှစ်နဲ့ဖြတ်မလား။ စနစ်နဲ့ဖြတ်မလားဘလောက်ဘတ်ဂျက်ကုန်ကြမလဲဘလောက်ကြာမလဲဘလို့ဖြူဟန်ကျင်သုံးမလဲဘာလန့်နဲ့တွေသုံးဆွဲမလဲဆိုတာကအစားအသေးစိတ်တွက်ချက်ပြီးမဟာဖြူဟန်ကြကြဆောင်ရွက်သင့်ပြီလို့ထင်ပါတယ်ဒါမှလည်းပြည်တွင်းစစ်တောင်းကျမ်းမှုခြုံငိမ့်လာမှဖြစ်ပါတယ်ဒေဂျာရာကတော့နဝတာနာအဖခစ်မှလည်းအပြစ်ခက်ရစရေးဆိုတဲ့ခေါင်းစဉ်အောက်ကနေတောင်းကျမ်းသူကိုရင်ဆိုင် ထိန်းချုပ်ခဲ့ပြီးပါပြီဦးသိန်းစိန်ခစ်မှလည်း NCA ခေါင်းစဉ်အောက်ကနေ ရင်ဆိုင်ထိန်းချုပ်ခဲ့ပြီးပါပြီ။ဘောင်မြင်နာကပဂရိအရှိတရားမှုဘောင်ရင်သူကို အမြင့်ပြန့်ခြေမုံးရေးမှတပါအချာနီလန်ရောရှိပါမလားဆိုပြီးပြန်ဆန်းစစ်စေခြင်းပါတဲ့။ဒီကြားထဲတောင်းရင်သူ အမြင့်ပြန့်ခြေမုံးရေးအကြောင်းကိုရေးတဲ့အခါလှုပ်ရှားတယ်ဆိုပြီးအန်လရီခစ်ကအန်လရီတွေတက်ကိုသျော်ခဲ့ဘူးပါတဲ့။တက်ကိုလှုပ်ရှားတယ်ဆိုပြီးဆူဆွဲတာနဲ့ပတ်သက်လို့ကိုရဲမိုးမကွယ်လွန်ခင်ကတည်းကငါတို့လှုပ်ရှားတယ်ဆိုပြီး ခနဲ့တဲ့တဲ့ရွက်တဲ့တဲ့ရေးခဲ့ပါသေးတယ်သူတို့မျိုးကျင်တဲ့လှုပ်ရှားတဲ့ဆိုတဲ့ဆိုလိုရင်းကစစ်ဖြစ်နေမှ တက်မတော်ကဘတ်ဂျက်ရမယ်စစ်ဖြစ်နေမှပါဝင်ရှိမယ်စစ်ဖြစ်နေမှ နိုင်ငံရေးမှာပါဝင်ခွင့်ရနိုင်မယ်လို့ဆိုလိုချင်တာပါဒါကြောင့်အပြတ်မတိုက်ဘူးလို့ဆိုတဲ့သဘောပြောချင်ကြတာဖြစ်ပါတယ်ဒီလိုလှုပ်ရှားတဲ့ပြောကြတဲ့တချိန်က NLR အခု UNG PDF အုပ်စုတွေဟာလည်း အခုအခါမှာစစ်နဲ့နဘူးတွေဒူးတွေဂျုံပြီးပါပြီလှုပ်ရှားသလားမလှုပ်ရှားသလားဆိုတာသူတို့ကိုယ်တိုင်သိခဲ့ကြပြီမဟုတ်ပါလားဒါကြောင့်ပြောကျင်တာကတောင်းကျန်သူအမြင့်ပြည့်ချေမုံကြီးကပြောသလောက်မလွဲသလိုတတ်မတော်တကူထဲမှာပဲတီစဲအစိုးရမှာပဲတောင်းရှိတယ်သူတို့ပဲဖြည့်ရှင်းလို့ရနိုင်တယ်လို့တတိချပြောလို့မရပါဘူးသူတင်သနာမတန်းတွေရတော့ပြည်တွင်းတောင်းကျန်မှုသဆိုးရှိတဲ့အချက်၅ချက်ထောက်ပြထားပါတယ် ၁အိန္ဒိယနိုင်ငံများရဲ့အကူအညီရှိနေခြင်း၂ငယ်မြေကန်လူမှုကိုလွှမ်းမိုးချုပ်ကန်နိုင်ခြင်း၃ငယ်မြေကန်လူမှုရဲ့အတွေ့အကြုံဘုဒ္ဓနယ်ပါခြင်း၄အနောက်အုပ်စုရဲ့ဝါရမိုင်းမိနေခြင်း၅လက်နက်ကန်ရတာကိုရသာတွေ့နေခြင်းဆိုတာတွေတွေ့ရပါတယ်ဒီအကြံတစ်ချက်ချင်းစီကိုစနစ်တကျဖြည့်ရှင်းဆောင်ရွက်နိုင်ဖို့လိုပါတယ်။ဒီ၅ချက်ထဲမှာနံပါတ်1အချက်ကတော့တော်တော်ခက်ခဲခဲခဲဆောင်ရွက်ရပါလိမ့်မယ်။ အင်းကြီးကောင်းကောင်းတွေရှိဖို့လိုတယ်ကိုအကျိုးစီးပွားအတွက်ဆိုရချင်းတိုက်ရိုက်မဆက်ဆံပဲတဘုံနဲ့လဲဆက်ဆံပဲဆိုတဲ့အင်းကြီးမျိုးနဲ့ဆိုရင်တော်တော့ကိုမလွယ်ကူပါဘူးဥပမာ UWSC ဝဟာအင်းကြီးချင်းနိုင်ငံတွေကိုတရားဇာတတွေရောင်းချကချမ်းသာလာတော့စင်ရတွေတည်ဆောက်ပြီးပြည်တွင်းစည်းရဲ့ရေတောင်းမြေကြီးဖြစ်လာပါတယ်စစ်ဘီယံဝါဒနဲ့တတိတနန်းနေခွင့်ရတာကိုကျန်တဲ့ဘုံတွေကဝမြင်ပြီးဝမော်တွေကိုအားကြလာကြတယ် ဒီလိုနဲ့ပဲအမေရိကန်ဖက်ဒရယ်ပြည်ထောင်စုစီဥတီသွားပြီးနိုင်ငံငယ်တွေကို ပေါင်းစုထားတဲ့ Confederacy ကို ရောက်မှန်းမသိရောက်သွားနိုင်ပါတယ်ဒီဒေသတွေမှာဘိုးအစိုးရပြည်ထောင်စုအစိုးရရဲ့အာဏာမသက်ရောက်တော့ဘူးဆိုရင်ပြည်နယ်တွေကိုပေါင်းစုထားပြီးအာဏာကြီး၃ရဲ့အယံဇာတအခွန်တို့ကိုပြည်ထောင်စုအစိုးရနဲ့နားလည်မှုရှိကြီးခွဲဝေအုပ်ချုပ်တဲ့စနစ်ပျောက်သွားနိုင်ပါတယ် အကင်ရွတ်သာဤနည်းချင်းနိုင်ငံတွေကကုံသွေးရေးတည်ရန်ဇာတာအယောင်းအဝယ်ကစားလို့လူဝင်လူထွက်တွေကိုသဘုံနဲ့မဆက်ဆံပဲပြည်တော်စုအစိုးရနဲ့ပဲတိုက်ရိုက်ဆက်ဆံပဲဆိုရင်သဘုံလဲကျွေးဝလာစရာမရှိသလိုသဘုံကလည်းပြည်တော်စုအစိုးရရဲ့အချုပ်ချာအာဏာကို လေးစားလာလိမ့်မယ်အခုဆိုရင် KYA ကမြေရှားတပ်ထုတွေထုတ်ချင်နိုင်ထုတ်ရောင်းချနေတာမို့သူလဲကျွေးဝလာတာနဲ့အမျှဝမော်ရယ်ကိုဖြစ်ချင်တဲ့သဘောတွေ့ရပါတယ် ။ဒါကြောင့်တောင်းကျန်းသူအမြင့်ပြည့်ရေးခြေမုံးရေးမှာအိမ်နီးချင်းကောင်းတွေရှိဖို့လိုပါတယ်။လေနံနှစ်ဖက်နင်းမဲ့အိမ်နီးချင်းတွေတော့အစင်မပြေနိုင်ပါဘူး။နောက်ဆုံးအနစ်ချုပ်ပြောရရင်တော့ပြည်တွင်းတောင်းကျန်းမှုဂျုံကျင်းရေးမှာလုံဆောင်သင့်တဲ့အချက်တွေရှိသေးတယ်လို့မြင်မိပါတယ်။ဒါကတော့အင်အားကောင်းတဲ့လူအဖွဲ့အစည်းတခုကိုအမျိုးသားစည်းလုံးညီညွတ်မှုအားကောင်းအောင်တည်ဆောက်ရမယ်။ဒီလိုစည်းလုံးညီညွတ်မှုကတစင်း ခင်မီပြီးအင်အားတောင်တင်းခိုင်မာတဲ့မြို့ကျစ်တပ်မတော်တရက်ကိုတိစောက်ပြီးကိုမဟာမိတ်နိုင်ငံကြီးများနဲ့ပူးပေါင်းကနောင်ညံသူကိုခြေမုံခြင်းပဲဖြစ်ပါတယ်ဒီလိုသာဆောင်ရွက်နိုင်မယ်ဆိုရင်အင်အားကြောင့်နောင်ညံသူကိုမနိုင်နှင်းခင်ကပဲအနိုင်ရနေပြီးသားဖြစ်ပါလိမ့်မယ်ဒီနေ့ကဗုဒ္ဓမြတ်စွာဘုရားခေတ်ကဝုစီတိုင်းသားတွေလည်းတိစောက်ခဲ့သလိုအနောယထာဘုရင်တော်အလောင်းမင်းတရားတို့လည်းဒီနေ့ပဲကျင့်သုံးခဲ့ကြပါတယ်လက်ရှိတရုတ်ပြည်ဟာလည်း တိုင်းပြည်ရဲ့လူဦးရေရဲ့60%ရာခိုင်နှုန်းရှိတဲ့ဟန်လူမျိုးတွေရဲ့စီးလုံးညီညွတ်မှုကိုယူပြီးကျန်းလူမျိုးနွယ်စုတွေအသံမထွက်နိုင်အောင်လုပ်နိုင်ခဲ့တာတွေ့ရပါတယ်။အင်အားကြီးမားတဲ့လူအဖွဲ့အစည်းတခုစီးလုံးညီညွတ်မယ်ဆိုရင်ကျန်းလူမျိုးနွယ်စုတွေကပုံကံဖို့နေနေသာသာမော်ရောင်ကျင့်မှာမဟုတ်ပါဘူး။တခုတော့ရှိတယ်။ရေရှည်အောင်မြင်ခြင်းတော့အင်အားကောင်းတဲ့လူအဖွဲ့အစည်းကိုစီးလုံးညီညွတ်အောင်လုပ်ဖို့လိုသလိုလူမျိုးနွယ်စုတွေကိုရော လူတူဦးချင်းနိုင်ငံသားတူဦးချင်းစီအပေါ်ကိုပါတရားမျှတမှုရှိအောင်တော့လှုပ်ပေးဖို့လိုပါတယ်လူမှုဘဝစီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်လည်းလှုပ်ပေးမှရပါလိမ့်မယ်ဒါဆိုရင်ပြည်တွင်းသောင်းညံ့မှုခြုံငိမ့်သွားလိမ့်မယ်လို့ယူဆမိပါတယ် အောင်နိုင်သူဆွဲကပင်အားလုံးကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe comment လေးနဲ့အားပေးလိုက်ကြပါအောင်ခင်ဗျာမိတ်ဆွေများရဲ့ထင်မြင်ယူဆချက်များကိုလည်းလွတ်လပ်ပွင့်လင်းစွာ comment box မှာရေးသားနိုင်ပါကြောင်းလေးစားစွာတင်ပြလိုက်ရပါတယ်